ကျွန်တော်တို့ pick လို့ပြောလို့ရှိရင်ကောက်ယူသည်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲဒါပေမဲ့သူ့ကိုနောက်ထပ်ကျွန်တော်နောက်မှာ preposition word လေးတယ် particle ကိုခေါ်မယ်ပေါ့နော်အဲစကားလုံးတွေပေါင်းလိုက်လို့ရှိရင်နောက်ထပ်ကျွန်တော်စကားပြောတဲ့အခါမှာစာရေးတဲ့အခါမှာတုံးလို့ရတယ်တကယ်ဟိုအတုံးပြုတ်လို့ကောင်းတယ်စကားစုလေးတွေရပါတယ်ဆိုတော့အငါခုလေးလိုက်ကြည့်အောင်ဆိုတော့ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ pick ပေါ့နော်ဆိုတော့သူကကောက်ယူတယ်ရွေးရှယ်တယ် choose နဲ့အဓိပ္ပာယ်တူတယ်ပေါ့နော်ဥပမာပြောလို့ရှိရင် she picked a red dress for the party သူမကဒီ party ပွဲအတွက်အဝတ်စုံအနေအံကိုရွေးချယ်လိုက်တယ်ပေါ့ခင်ဗျာအဲ့လိုပုံစံမျိုးတောင်းလာစား number 1ရွေးချယ်တယ် number 2ကျတော့သူက pick up pick up ဆိုတာကကျွန်တော်တို့အာကောက်ကောက်ယူရယ်ပေါ့နော်ကျွန်တော်တို့တစ်စုံတစ်ခုကိုဒီလိုမျိုးကောက်ယူလိုက်တယ်အာဒါမှမဟုတ်လို့ရှင်လာကြိုရယ်ဒါမှမဟုတ်လို့ရှင်ကျွန်တော်ဘာသာစကားစွန့်ရည်တစ်ခုကိုကျွန်တော်တို့အာတင်ယူရယ်လို့လည်းအဓိပ္ပာယ်ရပါတယ်ဆိုတော့အာဒီမှာတော့ကျွန်တော်ဥပမာတစ်ခုအာထပ်ပြောဒီမှာ can you pick up some milk on your way home အိမ်ပြန်လာတဲ့လမ်းမှာမင်းဟို노ဘူးလေအာကောက်ယူလာခဲ့လို့ရမလားဆိုတော့ဒါတော့ကျွန်တော်ဝယ်လာခဲ့လို့ရမလားဆိုတော့အတိတ်ပဲပေါ့နော်ဆိုတော့ယူလာခဲ့ပေးနိုင်မလားဆိုတော့ဟာသဘောမျိုးဖြစ်တယ်နောက်တစ်ခုကျတော့ကျွန်တော်တို့အာ pick up ပဲဒါမှကြိုတာတွေဆိုလို့ရှိရင်လည်းတုံတယ်ဆိုတော့ကျွန်တော်တို့ဥပမာတစ်ကြောင်းထပ်ကြည့်အောင် I will pick you up at 8 pm ည7နာရီကြာလို့ရှိရင်ကမင်းကိုလာကြိုပေးမယ်ဆိုတော့အတိတ်ပဲပါဆိုတော့နံပါတ်1အာကောက်ယူရဲအာ ကြိုရယ်ပေါ့နော်ဆိုနံပါတ်3ကတော့ကျွန်တော်တို့ဟာ pick on ပါ pick on ဆိုတော့ကျွန်တော်တို့စော်ကားတယ် blame လုပ်တယ် bully လုပ်တယ်ဆိုတော့အတိတ်ပဲရတယ်အဲသူကတော့အနိုင်ကျင့်တယ်ဆိုတော့အတိတ်ပဲပေါ့နော်ဆိုဥပမာစာကြောင်းပြောမယ်ဆိုလို့ရှိရင် don't pick him on don't pick on him just because he is silent သူကတိတ်တိတ်ဆိတ်ဆိတ်နေတတ်တာကြောင့်သူ့ကိုတော့ပြီးတော့မှမနှောက်ချမ်းနဲ့မစော်ကားနဲ့အနိုင်မကျင့်နဲ့ဆိုတော့အတိတ်ပဲရတယ်ဆိုတော့ဒီမှာ pick ဆိုတဲ့စကားလုံးကိုတောင်းရင်းနဲ့ပဲ just because ဆိုတဲ့ဟာလေးကိုတခြားလောက်မှတ်ထားပေးပေါ့နော်တဒဒဖြစ်တာကြောင့်တဒဒမလုံနဲ့ဆိုတဲ့အခါမျိုးမှာတုံးတဲ့ဥပမာကျွန်တော်ခုနပေးသွားတဲ့စာကြောင်းလိုမျိုး don't pick on him just because he is quiet သူကတိတ်တိတ်ဆိတ်ဆိတ်နေတတ်တာကြောင့်သူ့ကိုတော်ပြီးတော့မှအနိုင်မကျင်းတဲ့ဆိုတဲ့အတိတ်ပဲပေါ့နော် so uh, number 4 pick out pick out ဆိုတာကျွန်တော် give the size ရွေးချယ်တဲ့ ဒါလိုပြောရပေါ့နော် give ဒဇာရွေးချယ်ရဥပမာစာအကြောင်းပြောမယ်ဆိုလို့ရှိရင် can you help me pick out a gift for my mom အမေတို့လက်ဆောင်ပေးရှင်လို့အာပစ္စည်းကောင်းတဲ့တစ်ခုလောက်ရွေးပေးပါလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော် so give you ဒဇာရွေးချယ်တဲ့အခါမျိုးမှာ pick out ကိုတုံးပါတယ် so number 5 a pick up on ရှင်းမ pick up ပါပါကြီးပေါ့နော် they had a pick up on pick up on နောက်မှာကျွန်တော်တို့အကြောင်းအရာတစ်ခုခုလိုက်ပြီးသုံးလို့ရတယ်နားလေတယ်တဖောပေါက်တယ် i got it ဆိုတဲ့အဓိပ္ပာယ်မျိုးပါဆိုတော့ဥပမာစာအကြောင်းပြောရမယ်ဆိုလို့ရှိရင် she quickly picked up on his nervousness အဲဒီမှာကြောင်ရွံ့နေတဲ့အကြောင်းကိုသူဖာနားလေတဖောပေါက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့ဒီ phrase verb တွေကကျွန်တော်နေ့စဉ်စကားပြောတဲ့အခါမျိုးမှာတော်တော်လေးအသုံးဝင်ပါတယ်ဆိုတော့အစာရေးရောစကားပြောရောသုံးလို့ရတယ် အဒီလိုမျိုးအကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့မှမျှဝေပေးနေမှာမို့လို့ like and subscribe လေးလုပ်ဝပေးပါ see you ပါ